မန္တလေးတိုင်းဒေသကြီးအမရပူရမြို့နယ်အတွင်းမှာရှိတဲ့ဥပိန်တရားကိုကျုံးသစ်တွေနဲ့အကြီးစားပြုပြင်မှုတွေဆောင်ရွက်ဖို့ကရားပြည်နယ်ဘက်ကကျုံးသစ်တွေကိုတွားရောက်တည်ယူနေပြီးမက်ရှလာအတွင်းစတင်နိုင်အောင်စီစဉ်နေပါတယ်။တရားပြုပြင်ထိမ့်သိမ့်မှုကိုဘန်နာငွေအပေါ်မူတီကကျုံးသစ်တွေနဲ့မူလလက်ရာမပြတ်ထိမ့်သိမ့်မှာဖြစ်ကလက်ရှိအစိုးရတပ်တန်းမကုန်မီဆောင်ရွက်မှာဖြစ်တယ်လို့မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဘန်နာရင်းနဲ့အခွန်ဝင်ကြီးဒေါက်တာမြင့်ကျူကပြောပါတယ်။ ဥပိန်တရားကိုပြုပြင်ဖို့နိုင်ငံတော်သမ္မတရဲ့ခွင့်ပြုရန်ပုံငွေ73,280ကျော်နဲ့မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကပြုပြင်ထိန်းသိမ်းမှုတွေဆောင်ရွက်မှာဖြစ်ပါတယ်။လက်ရှိအချိန်ဟာတောင်တမန်အင်းကြီးကျဆင်းနေချိန်ဖြစ်လို့အခုလိုအင်းကြီးကျဆင်းနေချိန်မှာဆောင်ရွက်တာဟာအသင့်တော်ဆုံးဖြစ်တယ်လို့ဆိုပါတယ်။ဒီလိုမျိုးဥပိန်တရာပြုပြင်ထိန်းသိမ်းမှုတွေနဲ့အတူတောင်တမန်အင်းရေပြင်ညဉ့်ဉန်းနေမှုကိုလည်းပြန်လည်တန့်စင်ကပြင်ဆင်ထိန်းသိမ်းမှုတွေဆောင်ရွက်ဖို့လိုအပ်နေပါတယ်။ တရားဟာခိုင်ခံ့မှုအားနည်းနေပြီးတကြံကာလတွေမှာတရားပေါ်ကိုတက်ရောက်သူတွေများလို့အဲ့ဒီကာလတွေမှာတက်ရောက်ခွင့်ကတ်သက်မှုတွေပြုလုပ်ထားရပြီးအကြီးစားပြုပြင်မှုတွေအချိန်မီမလုပ်ပါကအချိန်မရွေးပြိုကျသွားနိုင်တယ်လို့ရှေးဟောင်းသူတေသနနဲ့အမျိုးသားပြတိုက်ဦးစီးဌာနကတာဝန်ရှိသူကပြောပါတယ် ဥပိန္ဒရာပြည့်စည်ယူရင်းလာမှုနဲ့တောင်တမန်အင်းရဲ့ညဉ့်ညမ်းလာမှုအတွက်ပြုပြင်ထိမ့်သိမ့်မှုတွေဆောင်ရွက်ပေးဖို့ဝေဖန်တောင်းဆိုမှုတွေဇက်တိုက်ရှိနေခဲ့ပြီးအခုအချိန်မှသာကျွန်းသစ်တွေနဲ့အကြီးစားပြုပြင်မှုတွေဆောင်ရွက်ပေးဖို့စီစဉ်နေတာဖြစ်ပါတယ်။ဥပိန္ဒရာကိုအမရပူရခေပကံမင်းလက်ထက်ကမျိုးစရေးဥပိန်ကအင်းဝနန်းတော်ဟောင်းကတိုင်လုံးနေနဲ့တောင်တမန်အင်းကိုဖြတ်တန်းပြီးတိဆောက်ခေကတက်တန်း190ကြာမြင့်နေပြီဖြစ်ပါတယ်။